မင်္ဂလာပါ ACC ကွန်ပျူတာသင်တန်းမှကြိုဆိုပါတယ်ကျွန်တော်နာမည်နန္လင်းဦးပါကျွန်တော်တို့ ACC ကွန်ပျူတာသင်တန်းရဲ့ founder ပါခင်ဗျာကျွန်တော်ဒီနေ့မျှဝေပေးသွားခြင်းတဲ့သင်ခန်းစာတွေကတော့အဲဒစိတုံးပြုတ်တဲ့နီးလေးကိုကျွန်တော်မျှဝေပေးသွားခြင်းပါတယ်ခင်ဗျာနောက်တော့ယုံနေအလုပ်တွေပေါ့နော်ယုံနေမှာတုံးတယ်ပြီးရင်အလုပ်တွေမှာလည်းတုံးတယ်ပေါ့နော်အဲတုံးတဲ့ဒီအဲဒစိတုံးလေးကိုဘယ်လိုမျိုးလုပ်မှလဲပေါ့နော်ကိုကိုတိုင်းလုပ်မယ်ဆိုလို့ရှိရင်လည်းဒါကိုထိတ်ခြင်းတဲ့စာလေးကိုလုံးရှင်တဲ့ ပြုလုပ်ခြင်းတဲ့ပုံစံမျိုးအလွယ်ကူဆုံးပြုလုပ်လို့ရပါတယ်နော်အဲ့တော့ကျွန်တော်ကတော့ဒီမှာကော်ဝေရောနဲ့လုပ်ပြမှာဖြစ်ပါတယ်နော်မိတ်ဆွေတို့အနေနဲ့ဟိုပိုတိုရှော့နဲ့လုပ်လို့ရပါတယ်ပိုတိုရှော့နဲ့လုပ်ခြင်းတယ်ဆိုလို့ရှိရင်လည်းပိုတိုရှော့နဲ့လည်းလုပ်လို့ရပါတယ်နော်ကျွန်တော်ကဒီမှာကော်ဝေရောလေးနဲ့ကျွန်တော်လုပ်ပြမှာဖြစ်ပါတယ်နော်အဲ့တော့ဒီမှာကျွန်တော်အောက်ဆုံးမှာရှိတဲ့ဒီကော်ဝေရော software လေးကိုကျွန်တော်ဖွင့်ပေးလိုက်ပါမယ်နော် Okay ကော်ဝေရော software လေးကပွင့်သွားပြီဆိုလို့ရှိရင်ဒီမှာ new document ဆိုတာလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါပြီးတော့ဆိုလို့ရှိရင်ဒီမှာ okay ဆိုတာကိုနှိပ်ပေးလိုက်ပါနော် โอเคဒီမှာဆိုလို့ရှိရင်ဒီမှာအစားရပေါ့နော်ဒီမောက်မောက်မောက်ကနေပြီးတော့ဘိန်းလုံးလေးနဲ့ပေါ့နော်ဒီမှာချက်လို့ရပါတယ်နော်ဒီစာရွယ်လေးကိုရွှေ့ကျင်တယ်ဆိုလို့ရှိရင်မောက်စကိုဝီးလေးကိုဖိထားပြီးတော့အောက်ကိုဒီမှာရွှေ့လို့ရပါတယ်နော်အောက်ကိုကိုလိုချင်တဲ့အနေထားကိုဒီမှာရွှေ့လို့ရပါတယ်နော် โอเคအဲ့တော့ဒီမှာကျွန်တော်စဝိုင်းလေးဆွဲမှာဖြစ်တဲ့အတွက်ဒီမှာဒီမှာရှိတဲ့ဒီ elephant tool လေးကိုကျွန်တော်ယူပေးလိုက်ပါเนาะ elephant tool လေးနဲ့ဆွဲပေးလိုက်ပါ โอเคဒီမှာ elevate ဒူလီနဲ့ဆွဲတော့မယ်ဆိုလို့ရှိရင်လက်ကပေါ့နော်မောက်ကမငြိမ်ဘူးဆိုလို့ရှိရင်ဒီမှာဟို set wind တွေကချွတ်တာတွေချွတ်တာတွေပေါ့နော် wind set မှာမဟုတ်ပါဘူးအဲ့တော့ keyboard ကနေပြီးတော့ control key လေးနဲ့ဖိထားပြီးတော့ဒီမှာဆွဲပစ်လိုက်ပါနော် control key လေးကိုဖိထားမယ်ဆိုလို့ရှိရင်တော့ set wind လေးကကိုလိုချင်တဲ့အနေထားအောင်ဒီမှာအဲ wind set တဲ့အနေထားလေးကိုရပါလိမ့်မယ်နော်အများသောအားဖြင့်ဒီဟိုတစ်စိမ့်တုံးလောက်တဲ့ site တွေကတော့အများကြီးရှိပါရဲ့နော်အဲဒီမှာဟိုတချို့ပေါ့နော်တုံငန်းတော်တော်များများတော့အသုံးလက်မတွေကိုအသုံးပြကြများပါရဲ့နော်အဲ့တော့ဒီမှာ set wind လေးတစ်ဝက်အောင်ဆွဲလိုက်ပါပေါ့နော်ဒီ ီ edit တွေကိုယူပြီးတော့ဆောင်းရည်တွေတော့ဆွဲလိုက်ပါပြီးသားရည်ဆိုလို့ရှိရင်ဒီမှာကိုလိုချင်တဲ့ site ကိုဒီမှာရိုက်ပြီးတော့ထည့်လို့ရပါတယ်เนาะကျွန်တော်ဒီမှာသုံးလက်ရောက်ရိုက်ပြီးတော့ထည့်လိုက်မယ်เนาะ okay ပြီးသားရည်ဆိုလို့ရှိရင် keyboard ကနေပြီးတော့အနာကိုခောက်ပေးလိုက်ပါเนาะဒါဆိုလို့ရှိရင်ဆောင်းရည်လေးတစ်ခုကဒါသုံးလက်မှဆောင်းရည်လေးဆွဲပြီးတော့ပါ යි ဒီဆောင်းရည်လေးကိုကဘောဒီမှာပွားကျင်တယ်ဆိုလို့ရှိရင်လည်းဘောเนาะဒီ keyboard ကနေပြီးတော့အပေါင်းကီးလေးနဲ့ပွားပေးလိုက်ပါเนาะအပေါင်းကီးလေးနဲ့ပွားပေးလိုက်ပါပြီးသားလို့ရှိရင် ပေါ်လိုက်တဲ့ကောင်လေးကိုဘောနော်အတွင်းထဲထည့်ကျင်တယ်ဆိုလို့ရှိရင် keyboard ကနေပြီးတော့ shift key လေးနဲ့နော် keyboard ကနေပြီးတော့ဒီမှာ shift key လေးကိုဖိထားပြီးတော့ဒီမှာထည့်ပေးလို့ရပါရဲ့နော် okay ဒီလိုမျိုးလေးလုပ်ပြီးသွားရဆိုလို့ရှိရင်ဘောနော်ဒီအတွင်းထဲရဆဝိုင်းရတော့ဘောနော်ကိုလိုချင်တဲ့အနေထားအတိုင်းဒီမှာဆွဲပေးလို့ရပါတယ်နော်တကယ်လို့ကိုကဒီအပြင်ဆဝိုင်းရဲ့အောက်ပါဘောနော်ဒီဆဝိုင်းကိုဒီအထက်ပုံစံမျိုးလေးလုပ်မယ်ဆိုလို့ရှိရင်လည်းဒီမှာလုပ်လို့ရပါတယ်နော်ဒီမှာအထက်ပုံစံမျိုးလေးလုပ်မယ်ဆိုလို့ရှိရင်လည်းဒီမှာအထက်ပုံစံမျိုးလေးလုပ်လို့ရပါတယ်နော် okay ပြီးတော့ရည်သလိုရှင်ဒါလေးကိုပွားကျင်တယ်ဆိုလို့ရှင်လေကီးဘုတ်ကနေပြီးတော့အပေါင်းကလေးနဲ့ပွားလိုက်ပါเนาะပြီးတော့ရည်သလိုရှင် ဒီမှာဒီအပေါ်ကဒေါင်လေးကိုဒေါင်လေးကိုသွားထောက်ပြီးတော့နဲ့တွဲပြီးတော့နှိပ်ပေးလိုက်ပါနော် Okay ဒီမှာဆိုလို့ရှိရင်ဒီမှာကိုလိုချင်တဲ့အတွင်းထဲအနေထားအောင်ဒီမှာထားလို့ရပါတယ်နော် Okay ဒီအတွင်းထဲအစောင်းရောလည်းနောက်ထပ်ဟိုအထက်ပုံစံမျိုးလုပ်ရှင်တယ်ဆိုလို့ရှိရင်အပေါင်းကီးလေးကိုနှိပ်နှိပ်လိုက်ပါပြီးတော့လို့ရှိရင်ဒီဒေါင်လေးကိုသွားထောက်ပြီးတော့ keyboard ကနေပြီးတော့ဒီ shift key လေးနဲ့ဒီမှာပွားပေးလိုက်ပါနော် shift key လေးနဲ့ထောက်ပေးလိုက်ပါ โอเคဒါဆိုလို့ရှင်ရသွားပြီเนาะတကယ်လို့ကောဘာလို့ဒီစဝိုင်းလေးကိုဟိုအပြင်စဝိုင်းလေးကိုထူးကျင်တယ်ဆိုလို့ရှင်လေဒီအပြင်စဝိုင်းလေးကိုတစ်ချက်သွားပြီးတော့ဒီဒီမှာရှိတယ်ဘာလို့ဒီမှာရှိတယ်ဒီအပစ်တူးလေးနဲ့ဒီမှာ ပတူးလေးကိုတစ်ချက်ပတူးလေးကိုတစ်ချက်နေပြီးတော့ဒီအပြင်ဆွဲရင်းလေးကိုတစ်ချက်သွားပြီးတော့ထောက်လိုက်ပါပြီးသွားရင်ဆိုလို့ရှိရင်ဒီမှာသူ့ရဲ့ဘောင်းဒီမှာကိုကြိုက်တဲ့အနေထားဒီမှာလာပြီးတော့ထူပေးလို့ရပါတယ်เนาะကျွန်တော်ဒီမှာ wifi ဖိုက်လာပဲကျွန်တော်ဒီမှာလာပြီးတော့ထူပေးလိုက်မယ်เนาะ okay ပြီးလို့ရှိရင်ဒီအတွင်းထဲကဆဝိုင်းလေးကိုလည်းထူတင်တယ်ဆိုလို့ရှိရင်လည်းဒီမှာအတွင်းထဲကဆဝိုင်းလေးကိုဒီပတူးလေးနဲ့ပြလို့လို့ယူပြီးတော့ဒီမှာတစ်ချက်ထောက်ပေးလိုက်ပါเนาะပြီးသွားလို့ရှိရင်ဒီမှာဘောင်းကိုကြိုက်တဲ့အနေထားလိုက်ဒီမှာလာပြီးတော့ထူပေး โอเคဒါဆိုလို့ရှင်စာဝိုင်းလေးတစ်ခုတော့ဒီမှာဆွဲလို့ပြီးသွားပြီเนาะဒီအတွင်းထဲမှာဆိုလို့ရှင်ကိုလိုချင်တဲ့စာအုပ်ရေးလို့ရပါတယ်เนาะကျွန်တော်ဒီမှာကိုလိုချင်တဲ့စာအုပ်ဒီဘက်ကဒီမှာတက်တူးလေးကိုကျွန်တော်ယူပြီးတော့ရေးပါမယ်เนาะ โอเคကျွန်တော်ဒီမှာ ACC ကွန်ပျူတာကိုဆိုပြီးတော့ကျွန်တော် ရေးပါမယ်เนาะ โอเคဒါဆိုလို့ရှိရင်ဒီမှာကိုလိုချင်တဲ့ဒီမှာအကိုရေးချင်တဲ့စာလေးကိုရေးလိုက်ပါเนาะရေးပြီးသွားပြီဆိုလို့ရှိရင်ဒီစာလေးကိုကျွန်တော်တို့ကဒီစဝိုင်းလေးထဲမှာသွားထည့်ပေးရမှာပေါ့เนาะသွားထည့်ပေးရမှာဖြစ်တဲ့အတွက်ဒီစာလေးကိုကိုးချင်တယ်ဆိုလို့ရှိရင်ဒီအပေါ်မှာရှိတဲ့ဒီတက်တူးလေးကိုယူလိုက်ပါเนาะဒီတက်တူးလေးကိုတက်တူးလေးကိုတစ်ချက်နှိပ်လိုက်ပါပြီးသွားရသလိုရှိရင်ဒီမှာ fitted ပေါ့เนาะဒီမှာ fitted တူဘတ်ဆိုတာလေးရှိပါဒီ fitted တူဘတ်ဆိုတာလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါเนาะ โอเคဒီမှာ fit တဲ့ဒီဘက်ကိုနှိပ်ပြီးသွားရည်ဆိုလို့ရှိရင်ဒီမှာကိုယ်ကဆက်ဝိုင်းလေးထဲမှာပေါ့နော်ကိုယ်ကဆက်ဝိုင်းလေးထဲမှာဒီမှာဘယ်နေရာကိုတွတ်ထဲမှာလဲပေါ့နော်ဒီမှာကိုယ်ထည့်ခြင်းတဲ့နေရာကိုဒီမှာကိုယ်လိုချင်တဲ့ site အနေထားကိုဒီမှာရောက်ပြီဆိုလို့ရှိရင်တစ်ချက်ဒီမှာနော်တစ်ချက်နှိပ်ပေးလိုက်ပါโอเคဒါဆိုလို့ရှိရင်ကိုယ်လိုချင်တဲ့အနေထားလေးကိုဆက်ပြီးသွားပြီပေါ့နော်ဒါလေးကိုလှည့်ခြင်းတယ်ဆိုလို့ရှိရင်လည်းလှည့်လို့ရပါတယ်နော်ဒီမှာလှည့်ခြင်းတယ်ဆိုလို့ရှိရင်လည်းဒီဒါလေးကိုဒီမှာလှည့်ပေးလိုက်ပါနော်ကိုယ်လိုချင်တဲ့အနေထားလေးကိုဒါလေးကိုတစ်ချက်ဒီအပေါ်ကောင်တွေကိုတွားပြီးတော့နှိပ်ပေးလိုက်ပါနော်ဒါဆိုလို့ရှိရင်လှည့်နေပါပြီနော်တကယ်လို့စာလေးက ကြီးနေရဆိုလို့ရှိရင်လည်းဒါလေးကိုဒီမှာတိုက်တူးလေးကိုယူလိုက်ပါအဲအကုန်လုံးဆက်လက်ပေးလိုက်ပါနော်ကွန်ထရိုးအိမ်နဲ့ဆက်လက်ပေးလည်းရပါတယ်ဒီတိုင်းလေးဖိပြီးတော့ဆွဲမယ်ဆိုလို့ရှိရင်လည်းရပါတယ်နော်ဒီလိုမျိုးဆက်လက်ပေးလိုက်ပါပြီးသွားလို့ရှိရင်ဒီမှာသူ့ရဲ့ home site ကိုဒီမှာကိုလိုချင်တဲ့အနေထားတိုင်းဒီမှာလာပြီးတော့ပေးပြီလို့ရပါတယ်နော်ကျွန်တော်ကဒီမှာလောလောဆယ်ဒီမှာ home site ကို20လောက်ထားပေးလိုက်ပါမယ်နော် okay ပြီးသွားပြီဆိုလို့ရှိရင်အဲဒါလေးရပါနော်ဆလုံးလေးရမကိုလိုချင်တဲ့အနေထားတိုင်းကိုဒီမှာထားလို့ရပါတယ်နော်ပြီးသွားပြီဆိုလို့ရှိရင် ကိုကအကပေါ်တော့အောက်မှာဆိုလို့ရှိရင်လည်းကိုလိုချင်တဲ့စာကိုဒီမှာထည့်ပြီးတော့ရေးလို့ရပါတယ်เนาะကျွန်တော်အောက်မှာကျွန်တော်ရေးလိုက်မယ်เนาะ y w a d n ရတန်းပါเนาะ Okay ပြီးသားလို့ရှိရင်ဒီဂျဒန်းဆိုတဲ့ဟာလေးကိုလည်းကျွန်တော် font size ကိုလည်း20လောက်ထားပေးလိုက်ပါเนาะဒီမှာ20ဆိုပြီးရေးပေးလိုက်ပါပြီးရင်အနားခောက်ပေးလိုက်ပါเนาะ Okay ဒီဟာလေးကိုလည်းဒီထဲမှာထည့်မှာဖြစ်တဲ့အတွက်ဒီမှာ tag ကိုနှိပ်လိုက်ပါပြီးလို့ရှိရင်ဒီမှာ fit တဲ့ two bus ဆိုတာလေးကိုနှိပ်ပေးလိုက်ပါเนาะ โอเคဒီမှာကြည့်လိုက်အောင်ဒီလက်မှာထည့်လိုက်မယ်ဆိုလို့ရှင်စာရေးရဒီမှာစောက်ထိုးကြီးပေါ့နော်စောက်ထိုးကြီးအဲဖြစ်သွားပါလိမ့်မယ်နော်ဒီလိုမျိုးစောက်ထိုးကြီးစောက်ထိုးကြီးဆိုလို့ရှင်ဒါထည့်လို့မရပါဘူးနော်အဲ့တော့ကျွန်တော်တို့ကနေပြီးတော့ဒီစာလေးကိုအပြင်မှာတည်းကပေါ့နော်စောက်ထိုးအနေနဲ့စောင်းပေးဖို့လိုအပ်ပါတယ်နော်အဲ့တော့ဒီမှာသူ့ရဲ့သူ့ကိုဒီမှာ180ဒီဂရီဆိုပြီးတော့ထည့်ပေးလိုက်ပါနော်โอเคဒီမှာ180ဒီဂရီထည့်ပေးသွားလို့ရှင်ဒီမှာစောက်ထိုးလေးဖြစ်သွားပါလိမ့်မယ်နော်အပြင်မှာတည်းကစောက်ထိုးဖြစ်နေအောင်လိုအပ်ပါမယ်နော်ပြီးတော့ဒီမှာတက်သွေးလေးကိုနှိပ်လိုက်ပါပြီးလို့ရှင်ဒီမှာ fitted toothbrush လေးကိုနှိပ်ပေးလိုက်ပါနော် โอเคဒီမှာကိုလိုချင်တဲ့နေရာကိုဒီမှာလိုက်ပြီးတော့ထားပေးလိုက်ပါโอเคဒါဆိုလို့ရှိရင်ဒီမှာထည့်ပြီးသွားပြီပေါ့เนาะထည့်ပြီးသွားပြီဖြစ်ပါတယ်โอเคပြီးသွားလို့ရှိရင်ဒီမှာဆိုလို့ရှိရင်โอเคဒီစာလေးရပေါ့เนาะဟိုဘက်ဒီဘက်ကိုညီချင်တယ်ဆိုလို့ရှိရင်အပေါ်ကနေပြီးတော့ပြန်လည်လေးလိုက်ပါပြန်လေးယူပြီးတော့မကိုလိုချင်တဲ့အနေထားတိုင်းဒီမှာတန်းအောင်လုပ်မယ်ဆိုလို့ရှိရင်လည်းလုပ်လို့ရပါတယ်နော်ဒါလေးကိုပစ်တူးလေးကိုတစ်ချက်နေပြီးတော့ဒါလေးကိုတစ်ချက်ထားလိုက်ပါပြီးသွားလို့ရှိရင်ဒီမှာကိုကကိုလိုချင်တဲ့အနေထားတိုင်းဒီမှာအတဲ့အဆောက်အအုံဒီမှာလာပြီးတော့လုပ်ပြီးလို့ရပါတယ်နော်โอเคဒါလားဆိုရင်အဆင်ပြေပါကြီး l u c i d a l i o b o j n o s h i b i l a b a m e n a o k s o d i m a s o n a l o a d a p i d i m a d i w a j d a n s o d e h a d i a b o b o n o a b o l i o b y a n d a y a n d a s i b a r e o k အဲဒီမှာမှာကိုကတကယ်တော့ပြန်နောက်ပြန်ခေါ်ခြင်းတယ်ဆိုလို့ရှိရင် keyboard ကနေပြီးတော့ control ရဲ့ဇက်ကင်နဲ့ပေါ့နော် control ရဲ့ဇက်ကင်နဲ့ကိုကတခုခုမှားလုပ်ပြီးသွားရဲဆိုလို့ရှိရင် control ဇက်နဲ့နောက်ပြန်ခေါ်လို့ရပါရဲ့နော် okay ပြီးသွားရဲဆိုလို့ရှိရင်ဒီမှာဆိုလို့ရှိရင်ဟိုပုံလေးထည့်မယ်ဆိုလို့ရှိရင်လည်းထည့်လို့ရပါရဲ့နော်ကျွန်တော်ဒီဘက်ကနေပြီးတော့ဒီမှာကျွန်တော်ကြည့်လေးနဲ့ဒီမှာဆွဲပစ်လိုက်ပါမယ်နော်ဒီမှာကြည့်လေးကိုဒီဘေးနားမှာရှိရဲဒီ down down လေးနားမှာရှိရဲဒီ down လေးကိုဒီဘေးနားအမြားလေးကိုတစ်ချက်နေ ဟုတ်ကျင်းတဲ့ပုံစံလေးဒီမှာလာပြီးတော့ယူပေးလို့ရပါတယ်เนาะကျွန်တော်ဒီမှာပုံလေးကိုဒီမှာမြားလေးဒီမှာကျွန်တော်ကြယ်လေးကိုယူပေးမှာဖြစ်တဲ့အတွက်ဒီမှာကြယ်လေးကိုတစ်ချက်နေပေးလိုက်ပါတော့เนาะဟိုဒါလေးကိုရွှေ့ကျင်တယ်ဆိုလို့ရှိရင်ဘိန်းလုံးလေးကနေပြီးတော့ဖြီးပြီးတော့ကိုလိုကျင်တဲ့နေရာကိုရွှေ့လို့ရပါတယ်เนาะဒီမှာကြယ်လေးကိုလည်းကိုလိုကျင်တဲ့အနေထားတိုင်းရွှေ့ပေးလို့ရပါတယ်သူ့ကိုလည်းညီကျင်တယ်ဆိုလို့ရှိရင်လည်း control gate ကိုဖြီးပြီးတော့ဒီမှာကိုလိုကျင်တဲ့အနေထားတိုင်းညီပေးလို့ရပါတယ်เนาะသူ့ကိုရောင်ထဲတော်မှာဆိုလို့ရှိရင်ဘေးနားကဒီမှာဒီကာလာပေါက်လေးမှာကိုကြိုက်တဲ့ ရောင်ထည့်လို့ရပါတယ်နော်ကျွန်တော်ဒီမှာအနောက်ရောင်လေးကိုကျွန်တော်ထည့်ပေးလိုက်ပါမယ်နော်ပြီးတော့လို့ရှိရင်သူ့ကိုကျွန်တော်ဒီဘက်ကဒီပစ်တူးလေးကိုယူပြီးတော့ကျွန်တော်ရွှေ့ပေးလိုက်ရွှေ့ပေးလိုက်ပါမယ်နော်โอเคကိုလိုချင်တဲ့နေရာကိုထားပေးလိုက်ပါโอเคပြီးတော့ရဆိုလို့ရှိရင်ဒါလေးကိုကြည့်သေးကျင်တယ်ပေါ့နော်သေးကျင်တယ်ကြည့်ကျင်တယ်ဆိုလို့ရှိရင်လည်း၈ကီလိုဖိထားပြီးတော့ပေါ့နော်ဒီမှာ1400နေပြီးတော့ကိုလိုချင်တဲ့အနေထားလိုက်ဒီမှာသေးပေးကြည့်ပေးလို့ရပါတယ်နော် โอเคဒီစလုံးလေးပွားကျင်တယ်ဆိုလို့ရှိရင်အဲဒီမှာဒီဘက်မှာပွားကျင်တယ်ဆိုလို့ရှိရင် keyboard ကနေပြီးတော့ control ရဲ့ d နဲ့နှိပ်ပေးလိုက်ထုတ်ရဲ့ d နဲ့နှိပ်ပေးလိုက်မယ်ဆိုလို့ရှိရင်ဒါပွားလို့ရပါတယ်เนาะကိုလိုချင်တဲ့နေရာဒီအားလေးဖိပြီးတော့ဆွဲပေးလိုက်ပါโอเคဒါဆိုလို့ရှိရင်ဒီမှာဟိုကိုလိုချင်တဲ့ပုံလေးထည့်လို့ပြီးသွားပါပြီเนาะပြီးသွားပြီဆိုလို့ရှိရင်လည်းဒီအတွင်းထဲမှာဆိုလို့ရှိရင်လည်းကိုလိုချင်တဲ့စာလေးပုံတွေကိုထည့်လို့ရပါတယ်เนาะကျွန်တော်ကလောလောဆယ်ဒီမှာစာလေးအနေနဲ့ထည့်ပြပါမယ်เนาะ ကျွန်တော် ACC ဆိုပြတ်ထည့်ပေးလိုက်ပါရနော်ဒီမှာကိုကြိုက်တဲ့ font တွေကိုလည်းဒီမှာလာပြီးတော့ပြောင်းပေးလို့ရကြပါရနော် Okay ကျွန်တော်ဒီမှာ font လေးပြောင်းပေးလိုက်ပါရနော် Okay ပြီးတော့သူ့ကိုဟိုကြီးကျင်နေဆိုလို့ရှိရင်လည်း shift key လေးနဲ့ဒီမှာဖိပြီးတော့ဆွဲပေးလိုက်ပါနော် Okay ဒီဘက်ကပစ်တူးလေးယူပြီးတော့ကျွန်တော်အတွင်းထဲမှာထည့်ပေးလိုက်ပါမယ်နော်ဆွဲပြီးတော့ဒီမှာထည့်ပေးလိုက်ပါမယ် โอเคเนเน่จี้เนี่ยเลยဆိုလို့ရှိရင်လည်း၈ကီလိုဖိထားပြီးတော့ဒီမှာတေးပေးလိုက်လို့ရပါတယ်เนาะ โอเคဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီဒီတစ်စိတုံးလေးကိုပါတော့လုပ်ငန်းမှာတုံးမယ်ဆိုလို့ရှိရင်ဒီတစ်စိတုံးလေးကိုပြင်ထုတ်ပြီးတော့ဒါတုံးလို့ရပါတယ်เนาะဒီတစ်စိတုံးလေးကိုပုံလေးအနေနဲ့သိမ့်ကျင်တယ်ဆိုလို့ရှိရင် file name ကိုသွားပါ file name မှာရှိတဲ့ဒီဟိုဒီ export ဆိုတာလေးကိုတစ်ချက်နေပေးလိုက်ပါเนาะ okay export ဆိုတော့နေပြီးသွားလို့ရှိရင်ဒီမှာသူ့ရဲ့ file type မှာကျွန်တော်ဓာတ်ပုံအနေနဲ့ထားမှာဆိုလို့ရှိရင်သူ့ကိုဒီမှာ အဲဂျပန်အနေနဲ့ကျွန်တော်အသိပေးလိုက်ပါမယ်နော်ဒီမှာ JPG ဆိုတာလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါမယ်ပြီးရင်ကွာဘယ်မှာအသိမှာလဲဆိုလို့ရှိရင်ကျွန်တော်လောလောဆယ်ကျွန်တော်ဒီအဲဒက်စတော့လေးပေါ်မှာကျွန်တော်အသိလိုက်ပါမယ်နော်အကိုပြီးသွားပြီဆိုလို့ရှိရင်ဒီမှာ copy ပေးကြတဲ့နာမည်ပေးလို့ရပါတယ်နော်ကျွန်တော်ဒီမှာ ACC ဆိုပြီးတော့ကျွန်တော်ပေးလိုက်ပါမယ် okay ပြီးသွားရဆိုလို့ရှိရင်အဲပေါ်တော့ acc ကျွန်တော် tab 1ဆိုပြီးတော့ထားပေးလိုက်ပါမယ်ပြီးသွားလို့ရှိရင်ဒီမှာ export ဆိုတာလေးကိုတစ်ချက်နှိပ်နှိပ်ပေးလိုက်ပါနော် โอเคဒါဆိုလို့ရှိရင်ကျွန်တော်အပြင်ဘက်ကိုတွားကြည့်လိုက်မယ်နော်โอเคဒါလေး export လုပ်လုပ်နေဖြစ်တဲ့အတွက်အဲနှစ်လေးစောင့်ပေးလိုက်ပါနော်โอเคဒီမှာဆိုလို့ရှိရင်ဒီမှာဒစိတုံးလေးရဒီမှာပြလို့လို့ပြီးသွားပါပြီနော်โอเคဒီမှာ ACC ဆိုပြီးတော့ဒီမှာ Taiwan ဆိုပြီးတော့ဒီမှာဒါလေးကိုကျွန်တော်နှစ်ချက်ဆက်တိုင်းဖွင့်ပေးလိုက်ပါမယ်နော် โอเคဒီမှာဆိုလို့ရှိရင်ဒါကျွန်တော်တို့ကဒီမှာအလွယ်ကူဆုံးဒီကော်ရိုဒေါ်လေးကိုသုံးပြီးတော့ကိုလိုချင်တဲ့ပေါ့နော်ကိုလောက်ကမ်းပါသုံးမယ်ပေါ့နော်ကိုလိုချင်တဲ့ပုံစံမျိုးဒီမှာလာပြီးတော့ကော်ရိုဒေါ်လေးနဲ့လာမှာလာပြီးတော့ဆွဲပေးလို့ရပါတယ်เนาะโอเคကျွန်တော်ရဲ့ဒီသင်ခန်းစာလေးကမိတ်ဆွေတို့အတွက်အကျိုးရှိမယ်လို့မျှော်လင့်ပါတယ်ခင်ဗျာတကယ်တော့အဆင်မပြေရရှိရင်နားမလည်ရရှိရင်သိချင်တာရှိလို့ရှိရင်ကျွန်တော်ဒီဗီဒီယိုလေးအောက်က comment ပါမိတ်ခဲ့လို့ရပါတယ်ဟိုပိတ်ရဆက်ပါပါမိတ်မယ်ဆိုလို့ရှိရင်လည်းမိတ်လို့ရပါတယ်ခင်ဗျာအားလုံးအဆင်ပြေပါစေခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ